ကိုချင်းမင်းနဲ့ကိုခံဝင်ရငယ်တငယ်ချင်းတွေကိုချင်းမင်းကအိမ်ောင်တယ်အဲကိုချင်းမင်းရဲ့အိမ်ောင်ကြီးကိုကိုခံဝင်ရအားကြနေရပါလိကိုချင်းကိုချင်းမင်းရဲ့မိမကမသိင်ကြီးပေါ့အဲ့ဒီမသိင်ကြီးရဲ့တငယ်ချင်းဖြစ်တဲ့ရွှေကြီးကိုရေးစားတာပေးပြီးတော့ကိုခံဝင်ရချစ်ခွင့်တောင်းထားတာပေါ့လေအခုတော့ချစ်သူဘွားကိုရောက်နေပြီနှစ်ယောက်စလုံးကလေအဲကိုချင်းမင်း လိုပဲပေါ့နော်အိမ်အောင်နဲ့တတ်တရရအိမ်အောင်နဲ့ဘဝကိုကိုခံဝင်ရအောင်ကြိုးစားမယ်လို့လည်းစိတ်ထဲမှာတဏိဒံထားထားတာပေါ့လေကိုချင်းမင်းကသူ့ရဲ့ဇနီးမတ်တိန်ကိုတိတ်ချစ်တာတကယ်လို့များတခြားလုံးဆိုရင်ဘာစက်ထဲတော့ငုံထားမလားတော့မသိမတ်တိန်ရဲ့ကောင်းခြင်းဆိုးခြင်းအဲ့ဒါတွေအကုန်လုံးကိုဘာမှအပြစ်ပြောအပြစ်မပြောဘဲနဲ့ကိုကွာသဘောကျနှိမ့်ချတာအဲ့တော့ ကိုချင်မင်းရဲ့မျက်စိထဲမှာမတ်တင်ကြီးရဲ့ဟိုမကောင်းကွက်တွေကိုကွာလုံးဝတစိုးတစီးမှရှာဖွေလို့မတွေ့ရဘူးပေါ့နော်။ခိုင်ဝင်းနေ့တိုင်းကိုချင်မင်းရဲ့အိမ်ဝင်သွားတယ်။ဘာသွားလောက်တာလဲဆိုတော့အိမ်အောင်ရို့သွားပြီးအတုတော်ခိုးတာပေါ့လေ။အဲ့တော့လိုအပ်ချက်တွေရှိလဲဆိုရင်သူ့စိတ်ထဲမှာတကယ်လို့များသူ့သားအိမ်အောင်ပြုတ်ခဲ့မယ်ဆိုရင်ပေါ့နော်။ဒီလိုပုံစံမျိုးတွေကိုထပ်မံဖြည့်ဆွတ်မယ်ဆိုရဲကြည့်ရေရွယ်ချက်နဲ့သူသွားတာပေါ့။တနေ့ကျတော့ကိုခိုင်ဝင်းကမတ်ရွှေရင်နဲ့လုံးဝချိန်ထားတော့ကိုချင်မင်းတို့အိမ်ဝင်သွားတယ်။ ခိုင်ဝင်းအုံနောက်ထဲမှာချင်းမင်းတို့အိမ်တော်ရုပ်ကိုတခါတွားရင်တခါလုံးဝအတွေ့ရတယ်။ချင်းမင်းကအိမ်တော်ချပြီဆိုကြတဲ့ကမိဘတွေနဲ့မနေဘဲနဲ့ခွဲနေတာပေါ့လေ။သူကတိုက်နေတာမဟုတ်ဘူးတဲပုတ်လေးမှနေတာတဲတိတ်တိတ်လေးမှနေတာပေါ့နော်။ဒါပေမဲ့နှစ်ယောက်သားတစ္ဆာရှိရှိနေတာဆိုတော့အဲ့ဒီတဲလေးရတဲ့လုံးဝဟိုအိမ်ထဲမှာဆိုရင်ချစ်ချင်းနေနေပဲပြောမှွင့်နေတာပေါ့လေ။ဟေ့ကောင်ချင်းမင်းအမေကမေးရအောင်မေး။မေးပါကွာဗာလေးခိုင်ဝင်းကမင်းတို့လင်မြန်းနောက်ကိုကြည့်ရကွာရန်ဖြစ်တဲ့နေ့ဆိုတော့တနေ့မှမရှိဘူး။ 哦，没有到没有，里长木管里长木，比如里长木的，我表表什么？第六个，我我没忙，我等我收烟吃的。စာချစ်လေကလေးလေးစားစားနဲ့နဲ့ချက်တယ်လေအဲ့တော့တင်ယူလည်းလေးလေးစားစားဆက်ဆန်တာပေါ့ကွာဒါကြောင့်မလို့လည်းငါတို့ကရံဖြစ်တာကွာဟုတ်တော့လေဟုတ်တာကွာအဲ့လိုအိမ်အောင်ရေးတွေဆိုရံဖြစ်တယ်ဆိုတာမရှိဘူးပေါ့နော်ဟဲ့အောင်ရေးငါအချစ်ကိုအုံနှောင်းနဲ့နှလုံးသားတတ်ထဲကြောင်ဆုံးဖြတ်ထားတာလေအဲ့တော့ရံဘယ်လိုဖြစ်ရမှာလဲ ချင်းမင်းနဲ့ခိုင်မွန်းတို့စကားပြောနေတဲ့နာမှာချင်းမင်းမိမတင်ရရတယ်ရှိတယ်လေ။အင်းရသေးသေးလေးဖြစ်တာဆိုတော့စကားရဲ့အပြန်အလှန်ပြောနေတာကို လုံးဝကြားနေရတာပေါ့လေ။တင်ကြီးကစားဖို့ကိစ္စအဝါဝါကိုပြင်ဆင်နေရင်းနဲ့ချင်းမင်းရဲ့စကားတွေကိုကြားတဲ့အခါကျတော့လုံးဝအပြုံးမနေနဲ့ချင်းမင်းကိုလှမ်းကြည့်တာပေါ့လေ။ချင်းမင်းမင်းတင်ကြီးကိုသိချစ်တာပဲနေပါလား။အာမင်းနဲ့ကွာဘယ်လိုမေးလိုက်တယ်လဲ။ချစ်တာဘောကွာချစ်တာမှတုံနေအောင်ချစ်တာ။ တကယ်လို့များကွာပလဲပတိတာဆိုရင်ပေါ့လေသိင္တာပလဲပတိတာဆိုရင်လဲမင်းမှာတော့အများနဲ့ဆွဲထားကြင်တာကွာကဲဒါဆိုငါမျိုးထပ်မိမယ်မင်းမိမသိင္နဲ့ရွာတောင်ပိုင်းမှာရွာတောင်ပိုင်းမှာရှိတယ်ကွာဟိုဘယ်လိုပြောမလဲတကြီးတမီနွဲ့ခင်လည်းဘ ᱹ ဘူလှလဲကွာအဲအဲ့ဒီအချိန်မှာသိင္ရချင်းမျိုးလှမ်းကြည့်နေတယ်ချင်းမင်းကလည်းသိင္ကိုကြည့်ပြီးတော့ပြုံးပြလိုက်တယ်ဟဲ့ရသိင္ရပူလှတာကွာ ငါကဘာထဲမှာတိမ်ကြီးအလှဖျင်းမှာပဲကွာဘယ်သူနဲ့မှတော့နှိုင်းရှင်လို့မရဘူးအခုထိလည်းလှနေလို့နောက်လည်းတိမ်ကြီးလှနေလို့မှာပဲကွာဟိုဘယ်လိုပြောရမလဲကမာပြည်မှာအချောဆုံးမင်းသမီးဘယ်သူဟိုနန္နာလိုင်းထက်ဆိုင်တော့မှာငါမိမအလှဆုံးကွာအဲ့ဒီချိန်မှာချင်းမင်းရဲ့အမေဖြစ်သူကတိမ်ကြီးကိုလှမ်းပြီးတော့ခေါ်လိုက်တယ်တိမ်ကြီးတမီးတမီးရော့ဒီမှာတမီးစားကြနေဆိုလို့တာကူမုတ်တွေတကူတကအမေကသွားဝယ်လာတာတိမ်ကြီးလည်းယောက်ျားရဲ့အချစ်တင်မကယောက်ခမရဲ့အချစ်ကို ထပ်မံခံနိုင်ရတာကြောင့်တခါလေပြုံးပြီးတော့ပဲနေတာပေါ့ဒါလည်းပဲလာပြီးပြီလာပြီးလာပြီးတင်ကြီးအိမ်ပြင်ဘက်ထွက်သွားတော့မှခိုင်ဝင်းကချင်းမင်းဖြေတဲ့အဖြေကိုလုံးဝကျင်းတဲ့ပုံမရလို့ထပ်မိခဲ့တယ်။အဲ့အောင်ချင်းမင်းမင်းစောစောကပြောတာတကယ်လားကွာချင်းမင်းကတင်ကြီးလာရလမ်းကိုလှမ်းကြည့်လိုက်တယ်။တင်ကြီးမလာသေးတာနဲ့ခိုင်ဝင်းကိုစကားတွေမင်းမင်းဖြေလိုက်တာပေါ့။အဲ့အောင်ခိုင်ဝင်းကငါမူသားတော့မှဖြစ်မှာကွာမင်းပြောလို့ဆိုငါက တကြီးသမီးနှွက်ခင်ကပိုလှတယ်လို့ပြောရင်ငါမိမတိတ်ညာပဲကြိုက်ပါလေလှတာတော့နှွက်ခင်ကလှမှာပေါ့ကွာဒါပေမဲ့ငါမိမစိတ်မကောင်းဖြစ်သွားမှာအဲ့တော့ငါဘယ်တော့မှမပြောဘူးဘာလို့လဲဆိုတော့တိတ်ညိုစိတ်ချမ်းသာစေချင်တယ်ကွာပြောမိမဆိုတဲ့အမျိုးကဘာနဲ့ပဲပြန်ပြန်သူတို့ကနိုင်ညနာကွာတကယ်လို့တကြီးသမီးသာလှတယ်လို့ပြောရင်ငါမိမငါ့လုံးဝစိတ်ဆိုးသွားမှာပေါ့ကွာဒါကြောင့်လို့ငါမူသားတုံရလားအေးဟေ့အောင်ရေမင်းပြောမှပဲငါလည်းအဲ့ဒါကိုစဉ်းစားနေရအခုမှပဲတွေ့တော့တယ် တငယ်ချင်းတွေပြောပြသွားတဲ့အချိန်မှာတင်ကြီးကမုတ်တွေယူလာပြီးတော့ဝင်လာတာပေါ့လေအဲ့ဒီနောက်မှာချိန်မင်းရဲ့ရှေ့တဲထဲမှာထားလိုက်တယ်ကဲရော့ယောက်ျားရှင်နေစာရှင်းတငယ်ချင်းကိုလည်းကျွေးလိုက်အောင်စားစီဗျာမင်းတို့အတွက်ရတော့ကွာလုံးဝတကယ်ပျော်စရာစံပြအတွေ့ပဲငါတို့ဒီလိုလေးပဲအများနဲ့မင်းတို့အားချနေမိတယ်စိတ်ချငါကောင်ကြီးငါတို့ကအေးမြတဲ့အချစ်တွေနဲ့သာဝရတီဆောင်နေမှာအေးပါအေးပါအဲ့လိုစကားပြောနေတဲ့အချိန်မှာတဏ္ဍခါနဲ့နေတင်းပြန့်လာတာကိုတွေ့ရတယ ဒါဆိုတော့ကိုခိုင်ဝင်းတယောက်တည်သွားပြီ သူရီစားရွှေလာပြီဆိုတော့ပဲဟာခိုင်ဝင်းမင်းအနောက်ခံကောင်းလိုက်တာအဲ့အောင်တဏ္ဍခပန်ကငါရီစားငါငါရီစားလာတယ်ဆိုတော့ကတဏ္ဍခနဲ့တဏ္ဍခပန်နဲ့အရင်ဝင်လာတာကွအေးပါကွာငါမျိုးများဘာများပြောလိုက်မိလို့လဲရွှေကသူတို့ပြောတဲ့စကားလေးကိုကြားနေရခြင်းကြောင့်ခိုင်ဝင်းကိုပြုံးပြီးတော့ကြည့်နေရပေါ့လေခိုင်ဝင်းနဲ့ရွှေကြီးကတမီးရီစားတို့တဘာဝအတိုင်းပေါ့ဗျာတူ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 နဲ့ပြောနေတာပေါ့ ခံဝင်းကလည်းရွှေရဲ့ဆန်တွေတွေကိုတတ်ပြီးနေတယ်ပြီးတော့ပါးလေးတွေကိုနမ်းနေတယ်နောက်ပြီးတော့လက်ကလေးတွေကိုလည်းတယုတ္တိယကန်နေတာပေါ့အဲ့လိုနဲ့တနာရီခန့်ကြာတဲ့အခါမှာရွှေကြီးကအိမ်ကိုပြန်ပြန်မယ်လို့ပြောတာပေါ့လေမောင်ရွှေပြန်တော့မယ်တော်ကြအိမ်ကလာခေါ်နေလို့မောင်ကတွေ့တော့မယ်ကဲဒါဆိုလည်းပြန်စီပြခဏခဏနဲ့ဟောရီကပန်းနုနုလေးကိုအုံနောက်ထိပါရောက်တော့အောင်လုံးဝနမ်းလိုက်အောင်မယ်ကဲတော့ပြီလားနမ်းလို့ပါပြီလားရွှေကြီးကကျဉ်တာပြုံးလေးနဲ့မေးလိုက်တယ် တော်တော့မတော်ကျင်ဘူးငါမိမောငါရေးစားငါလုံးဝမိမတော်ကျင်နေပြီယူကျင်နေပြီဗျယူကျင်ပြီဆိုရင်မောင်လာတောင်းလာတော့စူးစမ်းလိုက်တော့ရွှေရမတက်ရက်တယ်ပြီးတော့သွားမယ်အပြုမှာရွှေနေမောင်ရင်သွားမယ်ရွှေရနောက်မှအိမ်ကလာခေါ်မှပြန်လိုက်တော့နော်မောင်နေပြီဆိုတော့ကေတာဆိုလဲမောင်တော့ခံဝင်းရဲ့ကြောကလေးကိုကြည့်ပြီးရွှေကြီးကြီးနူးနေတာပေါ့လေဟဲ့ရွှေမသူ့ကောင်တိတ်ချစ်နေတာကြည့်အောင်ပြန်တော့တော့လမ်းဆုပ်ထိငေးနေတော့ တော့ကြလဲပြန်လုံးဝဖြိုင်းတယ်ပဲဖြစ်တော့မယ်။တင်ကြီးကနေပြပြဆိုဆိုနဲ့ရွှေရဲ့ခါးလေးကိုကင်လိုက်တော့မှရွှေတယောက်လန့်သွားပါတော့တယ်။အဲ့မဲ့လေးတင်ရဲ့လန့်လိုက်တာဟဲ့။အဲ့လိုလည်းမဟုတ်ပါဘူးဟဲ့နင်းရလေ။ကိုချင်းမင်းကလည်းတင်ကြီးတို့နဲ့တငယ်ချင်းတယောက်စလုံးကိုလုံးဝလှန့်ဆပြီးတော့ပြုံးပြုံးလေးကြည့်နေရပါတော့တယ်။ဟေးတင်ကြီးငါပြောရအောင်မယ်။ ရွာရှိပန်းကကိုလှတဲ့ကြီးလေးပတ်ဆက်ချလာနေမှာတအားအောင်ချလိုက်လားသူ့မိမသိတ်ကံကောင်းတာပဲမိမလည်းလူလေးသေးမရှိစင်ပေးထားတယ်တိုက်ကလည်းအကောင်းစားကြီးဟိုလောဟိုတလောကတော့သူ့မိမကိုလကားလက်ပတ်ဆိုလားမွေလက်ပတ်ဆိုလားဘာလဲတော့မသိဘူးဒေါဝိရလုပ်ဖို့ဆိုလားမသိဘူးတိန်း300လောက်လွှဲပေးတယ်လို့ပြောတယ်ဆောင်ရမ်းလိုက်တယ်ဟာနင်အားမကြောက်လားအဲ့ဒီချိန်မှာရွှေစကားကြောင့်ချင်းမင်းရဲ့အပြုံးလေးတွေရုတ်တရက် အမကြပါဘူးဟဲ့ငါကတော့ငါယောက်ျားရှင်တော်ပြီဘာဖြစ်စီးမောင်မလို့ချင်းငါယောက်ျားငါ့တစ္ဆာရှိတယ်မေတ္တာရှိတယ်စိတ်ချမ်းသာမှုတွေကိုဘုံဘောလောအောပေးတယ်လေဒီလိုယောက်ျားမျိုးထမင်းတုံးနဲ့ရှာအောင်ထမင်းတို့အပြင်လူပါတိုးအောင်ပါအမလေးဟဲ့ဟုတ်ပါပြီတော့ချက်လိုက်တာနဲ့ပြောအောင်နေနဲ့ဒီပြောနေနဲ့ပဲကိုချင်းမျိုးနင်းချုပ်ထားတာကိုချင်းမင်းနဲ့သူတို့တကယ်ချင်းတယောက်ပြောတဲ့စကားတွေကိုသဘောကျပြီးပီတိအပြုံပြီးပြုံးနေရပါလေအဲ့ဒီချိန်မှာအင်ရှိကစူညံနေကြားလိုက်ရတယ် လူလေးချင်းမင်းလာအောင်မင်းနွားလေးလာရွှေအောင်ကဒီမှာမနိုင်တော့မင်းနွားနှစ်ကောင်လုံးခွင့်နေလာပြီလာပြီမင်းချင်းမင်းတယောက်လည်းအမေဖြစ်သူလှမ်းခေါ်တာနဲ့ချက်ချင်းပြေးသွားတော့ဗောလေအဲ့ဒီချိန်မှာရွှေရီကတင်ကြီးဖြေတဲ့အဖြေကိုလုံးဝသဘောကျနှစ်ချိုက်တာမရှိတဲ့နဲ့ထပ်ပြီးမေးတာဗောလေဟဲ့တင်ကြီးမနင်းစောစောကဖြေတဲ့အဖြေကတကယ်ကြီးလားတမောနင်းယောက်ျားရှိလို့တမင်တွယ်ဖိုက်ပြီးပြုတ်တာဖြေတာလားဘာလို့လဲတကယ်ကြီးရတယ်လှတဲ့မိမောင်နဲ့အားကြလားမကြလားဆိုတာကိုမေးနေတာ အားကြတာပေါ့ဟာငါလဲရွှေပဲမဝစ်ချင်ပဲနေပါမလားရှိတ်နေရွှေတွေအစုံဝစ်ချင်တော့ဒါပေမဲ့ငါမဖြစ်နိုင်တာရုပ်ပူဇာနေငါယောက်ျားပဲဆိတ်ဆင်းရမှာလေနောက်ပြီးတော့ငါတကယ်လို့ထားပါတော့ကိုလာတဲ့ကိုလုံးဝအားကြတာပဲဆိုကြပါစို့ငါယောက်ျားသူ့လိုမတက်မမတက်နိုင်တာအဲ့တော့မလို့ချင်မဥပါငါယောက်ျားရှာတဲ့ငွေ9000ကိုပဲငါမှတ်မောတယ်တန်ဖိုးထားတယ်အေးပါအေးပါနင်တို့လေမရရံမဖြစ်တာလည်းမပြောနဲ့အခုလိုမျိုးပဲလုံးဝ ဆေးပီးမိရွေဖြစ်နေငါသဘောပေါက်ပါတယ်ဟာဒါနဲ့ပဲရွှေရဲ့အမိဖြစ်သူကရွှေကြီးကိုလာပြီးခေါ်လိုက်ပါတယ်တမီးဘာလုပ်နေလဲတမီးလာခဲ့တော့လေမိုးချုံနေပြီဟုတ်ကောက်ကလာပြီမီးကြီးမေအိမ်ထဲဝင်တော့ဘူးလားတင်ရလှမ်းပြောလိုက်တာဝင်တော့ပါဘူးဟဲ့မှောင်လဲမှောင်နေပြီဆိုတော့ဒါနဲ့ရွှေလည်းသူ့ရဲ့အမိစီကိုပြေးသွားတာပေါ့လေချင်းမဲနဲ့နွားတွေကိုရွှေ့ထားရနေပြီးတော့ပြန်လာခဲ့တယ် တိမ်ကြီးကလုံးဝညှို့ငင်ဆွဲယူနေတဲ့မျက်လုံးနေနဲ့လုံးဝချစ်မင်းကိုဖမ်းဆလိုက်ပါတယ်။တိမ်ကြီးရဲ့အကြည့်တွေကိုချစ်မင်းကလုံးဝကြည့်နေနဲ့ချစ်တိမ်ကြီးရဲ့ပါတိမ်ကြီးကခါးလေးကို ပွေ့ဖက်ပါးလေးကိုနမ်းနဲ့တိမ်ကြီးကလည်းမပစ်တင်လိုက်ပါတယ်။ဒါကတော့လွန်ကိုကိုထက်စိုင်းစရာလွန်ကိုကိုထက်ရေးတဲ့ပုထုကဟိုပါပေါ့မှတ်မိတဲ့လောက်ပဲပါတာပြန်ထားခြင်းဖြစ်ပါတယ်။